ဒီတပတ်အကွေဒါဒူလီမက်ဆီနဲ့ပတ်သက်တာလေးဒါမိကုန်းတစ်ခုတုံးခုလောက်ကျွန်တော်တွေ့တယ်ဟာအဲ့ဒီမှာဒါစုပေါင်းပြီးတစ်ခုပဲကျွန်တော်ပေါင်ကောင်းပြီးမေးလိုက်ပါမယ်ဒါမေးထားတဲ့လူတွေလည်းဒါသဘောတရားတော့အတူတူပါပဲဒူလီနဲ့မက်ဆီကဘယ်သူပိုကောင်းလဲတော့မမေးတော့ဘူးပေါ့နော်ဒါပေမဲ့ဆရာတို့အနေနဲ့ဆရာတို့အသင်းမှာတဲ့ဘယ်နှစ်ယောက်ခေါ်တုံးခွင့်ရှိမယ်ဆိုရင်ဒါဘယ်သူကိုတုံးမလဲဆိုတာမျိုးတော့ပြောထားတယ်ကိုအင်းအဲ့ကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်တို့ဟာ မန်နေဂျာဂိမ်းပုံစံမျိုးဟုတ်ဟာမန်နေဂျာဂိမ်းပုံစံဟုတ်အဲကျွန်တော်မက်ဆီကိုခေါ်သုံးမယ်ဟုတ်ကဲ့မက်ဆီကိုဆာလော့ဖာဂူဆန်ပြောတာကိုကျွန်တော်စဉ်းစားနေတာအော်ဟုတ်ကဲ့မက်ဆီကဒီလိုကစားသမားတွေဒီလိုကစားသမားတွေပြီးတော့ဒီလိုအသင်းမျိုးတွေအတွက်အင်မတန်တင့်တော်ပြီမဲ့အသင်းငယ်လေးတသင်းမှာသာကစားမယ်ဆိုရင်ရော်နယ်ဒိုကသူ့အတွက်ပိုတင့်တော်တယ်ဆိုပြီးပြောတာသူဆာလော့ဖာဂူဆန်ပြောတာကဒါသူ့အယူအဆပေါ့လေဟုတ်ကဲ့လက်ခံလို့လဲရပါတယ်လက်မခံစရာလည်းမရှိဘူးဒါပေမဲ့ အသင်းငယ်လေးတွေတင်းမှာမက်ဆီကိုထားလိုက်ရတာပဲအကျွန်တော်တို့အမြင်ကြတော့မက်ဆီလည်းအသင်းငယ်လေးတွေတင်းမှာမက်ဆီလိုကစားသမားမျိုးထည့်လိုက်တဲ့အခါကျရင်ဒီအသင်းဟာအခုထားရအင်တာမိုင်ယာမီပေါ့နော်ဟုတ်ကဲ့မက်ဆီထည့်လိုက်တော့အများကြီးတုတ်ပြနိုင်တော့ကျွန်တော်တွေ့နေရတာပဲနှစ်ဦးစလုံးကဘသူရရကောင်းတာပါဗျာဒါပေါ့ဘသူရကောင်းတာပါဒါပေမဲ့ကိုကိုအနေအထားနဲ့ဟုတ်ကျွန်တော်ကျွန်တော်လည်းအချိန်ရတာအများကြီးမေးခွန်းက तू မေးလိုက်တာလေးကရိုးရှင်းရှင်းလေးဆိုပေမဲ့တော်တော်စဉ်းစားခက်တယ်ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ဆိုရင်တော့မက်ဆီကိုကျွန်တော်အသင်းခေါ်ထားမယ်ပေါ့ ဟုတ်ကဲ့ပါနောက်တစ်ခုတော့ဒါ London Club တီးပဲတီးရှိတဲ့ရက်ွက်တွေအကြောင်းလဲပြောပြပါအောင်ဆိုမိတာလေအာ London ကအဲ့တော့ရက်ွက်တွေပေါ့ဟုတ်တယ်ဟုတ်ကဲ့ London မြို့ကြီးမှာ ရက်ွက်တွေရှိတယ်ဟုတ်ကဲ့ရက်ွက်ဆိုတာကသူတို့တော့ဒီဒေတာတွေပေါ့နော်ဒေတာဥမာ Arsenal ဆို Holloway ပေါ့အဲအဲ့လိုမျိုးပေါ့ Chelsea ဆိုရင် Fulham ပြီးတော့ဒီ Chelsea Kingston ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောရရင်မြောက် London မှာဆိုရင်ဟုတ်ဒီ Arsenal ရှိမယ် Tottenham Simic. အာဆနယ်က Holloway ရက်ကွ။ Okay. Holl Holloway data. Tottenham Hotspur ကကျတော့ Tottenham Tottenham data ပါနော်။ပြီးရင်ကျွန်တော်တို့ Anout London မှာဆိုရင် Fulham ရှိမယ်။ Okay. Fulham က Fulham ရက်ကွ။ Okay. အာ Chelsea ရှိမယ်။ Chelsea ကကျတော့ Fulham ရက်ကွပဲ။ဒါပေမဲ့ဟိုသူကတတိယ data ပေါ့။ Kingston Chelsea Kingston ကကျတော့ Okay. ဒီ Etrilama ကြီးနဲ့ဟာအဲ့အဲ့ data ရဲ့တတိယရက်ကွပေါ့။ Chelsea ကကျတော့ကျွန်တော်တို့ဒီမှာဆိုရင် ဘယ်လိုပြောမလဲအင်အားလန်တို့ဝင်တာမီယာတို့အဲအဲ့လိုအဲ့လိုအဲ့လိုရက်ကွက်မျိုးပေါ့ Chelsea ကကြတော့ပြီးရင်ကျွန်တော်တောင်ပိုင်းမှာကြတော့ဟိုဘာလို့ရှိသွားပြီ Crystal Palace တို့ Palace ဟုတ်ကဲ့နော် Palace တို့ပါမယ် Charlton တို့ပါ Charlton ဟုတ်ကဲ့ဒါတောင်ပိုင်း London club တွေပေါ့အရှိမာကတော့ West Ham ရှိ West Ham ကအရှိကဒါတို့ကြတော့ကျွန်တော်အခုကောင်းနေပေါ်တော့ West Ham Brentford Brentford ရော Brentford ကလည်းဒီဟိုဘက်ကိုရောက်လာအနောက်ဘက်ကိုအနောက်ဘက်ကိုရောက်လာဟုတ်ဟုတ်ကဲ့ပါကျွန်တော်ဒါလန်ဒန်အသင်းအနေနဲ့ပတ်သက်ပြီးတော့မှဖြေချပြီးတော့ဖြစ်ပါ